နောက်ထပ်မေးခွန်းတစ်ခုကတော့ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကကွာခြားချက်များကိုအရှင်ပြားရှင်းပြပြီးတော့မှာဟုတ်ပြီဗုဒ္ဓဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကိုလောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲလူတွေချင်းတူပါလေတယောက်နဲ့တယောက်ဘာကြောင့်ကွာခြားနေသလဲ ီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကွာခြားသွားတယ်။ဒီဘကြောင့်ဖြစ်ရတယ်လေ၊ကဘာကြီးဘကြောင့်ရှိနေရတယ်လေဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီးဖြန်ဆင်းလို့ဆိုနေတယ်။အကြောင်းကိုသူရှာတယ်။မှန်ပါဗျာ။တကူရှင်ကဖြန်ဆင်းတယ်ဆိုအဲ့ဒါကိုရှင်းလို့ရတယ်အိတ်တရနေမနဝါရလို့ခေါ်တယ်။မှန်ပါဗျာ။အိတ်တရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နိုင်တဲ့တကူရှင်ကြီးကနေမနာ သူစတဲ့ရဖန်ဆင်းလိုက်တယ်။မှန်ပါဗျာ။ဖန်ဆင်းလိုက်လို့လူတွေနဲ့တက်ရှိတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်။မှန်ပါဗျာ။အဲ့ဒါအချောင်းရှာတာပဲဖြစ်တယ်။မှန်ပါဗျာ။နောက်တစ်ခုကဒါတွေက accident တယ်။အချောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါရကိုလက်ခံတဲ့ပုဂ္ဂိုလ်တွေကအချောင်းမဲ့ဝါရပဲဆိုပြီးအဟိတုကဝါရဆိုတာအချောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ် နောက်တစ်ခုကတော့အတိတ်ကို ပုံချတယ်ခုနပုပ္ပိကတာဟိတုဝါဒဆိုပေါ်လာတယ်။ဟုတ်ပါဗျာ။ဟောပဲဖြစ်ဖြစ်အတိတ်ကလုတ်ခဲလို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတယ်ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ်။ဟုတ်ပါဗျာ။တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတမျိုးမျိုးကိုအကြောင်းရှာကြတယ်။ဘုရားဘာသာကဘာကိုအကြောင်းရှာတော့ဆိုတာကံနဲ့ကိလေသာပေါင်းစပ်လို့တောကကြီးကဖြစ်ထွန်းလာတယ်။ဟုတ်ပါဗျာ။အဲ့တော့ ဘုရားရဲ့အယူဆဟိုတယ်ဟောပြောချက်အရာဆိုလို့ရှင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာမှန်ပါဗျာထိုကံနဲ့ကိလေသာအပြင်မှာရုပ်ကိုဖြစ်စေတဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးမှန်ပါဗျာနံတရားကို ဖြစ်စေတဲ့အာယုန်နဲ့ဝဋ်ထုစတဲ့အကြောင်းတရားတွေကအမျိုးမျိုးမှန်ပါပဋ္ဌာန်း၂၄ပစ္စည်းမှာဆိုရင်အကြောင်းပေါင်း၂၄မျိုး ပရိသတ်သမုပ္ပါမှာဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထီအောင်စကလုံးသုံးပြပြီးတော့ခေါ်ပြထားတယ်။အဲ့ဒီအကြောင်းတရားရှာတဲ့ပုံမှာအဓိကကွယ်ပြားခြားနာကြတယ်။အဲ့ဒီအကြောင်းတရားရှာသည်ရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ဘုရားကဣဒ္ဓရနေမနာသာဝရဘုရား တကူရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူးပြောစရာတွေဝေဖန်စရာတွေအများရှိတယ်အကြောင်းမဲ့ဖြစ်တယ်ဆိုတာလည်းလက်မခံဘူးအကြောင်းရှိတယ်အတိတ်အကြောင်းတစ်ခုတည်းကိုပဲပုံချတဲ့ဝါရမျိုးလည်းလက်မခံဘူးတကယ်ကတော့အကြောင်းဆိုတာမျိုးမျိုးရှိတယ်အတိတ်ကအကြောင်းလည်းပါမယ်ပစ္စုပန်အကြောင်းလည်းပါမယ်အဲ့ဒီအကြောင်းတွေကြောင့်သာလင်းတတ္တလောကကြီးနဲ့ဩဃာသလောကကြီး လောကကြီးကဖြစ်ထွန်းနေတာလို့မြတ်စွာဘုရားရှင်းပြတယ်။အဲ့တော့အကြောင်းအကျိုးရှာတာချင်းကြွားချတယ်လို့သူတို့ပြောနော်။ဘုံဘုံကုနာမင်းခဲ့တဲ့ကံနဲ့ကိလေသာဆိုတာကံဆိုတာဘာပါလဲကိလေသာဆိုတာဘာပါလဲရှင်။ကံဆိုတာလူတွေရဲ့ intention နဲ့ပြောလိုက်တဲ့အရာနဲ့ပြုလုပ်လိုက်တဲ့ကိစ္စကိုကံလို့ခေါ်တယ်။မှန်ပါဗျာ။နော်လူတွေရဲ့ intention ဆိုတာစေတနာပေါ့။ရှင်နေကလှုပ်ဆော်မှု ရှင်နေရလှုပ်ဆော်တဲ့စေရနာလေးဟာအဓိကဖြစ်လို့သူ့ကိုကံလို့ခေါ်တာမှန်ပါဗျာစေရနာဟံဘိခွေကမ္မဝရမိလို့ပြောဆိုကြပါမယ်နိဗ္ဗာန်ကတုတ်တစ်ခုမှပဲအဲ့ဒါတွေ့ရတယ်ကံဆိုတာဟာဒီစိတ်မှာဖြစ်ပေါ်နေတဲ့စီဝေချက်တွေလှုပ်ဆော်ချက်တွေအလုံးကိုကံလို့ဆိုနိုင်တယ်ပေါ့နော်ကမ္မပစ္စည်းအောင်မှကြည့်လိုက်လို့ရှင်စေရနာကိုကမ္မကံလို့ခေါ်ခဲ့တယ် ပဋ္ဌာန်း24ပစ္စည်းမှာဘုရားကမ္မပစ္စည်းဟောဆိုစေရနာကိုအဓိကထားပြီးဟောတာအဲ့တော့စေရနာလဲကံပဲသူများပစ္စည်းကိုမတရားလိုချင်တဲ့လောဘကိုယ့်ဟာဖြစ်ချင်တဲ့အဘိဓါဆိုတဲ့လောဘဒုတိယကိုပျက်စီးသွားစေချင်တဲ့ဗျာပါဒဆိုတဲ့အမုန်းဒေါသအမှန်မမြင်တဲ့အမှားကိုလက်ခံထားတဲ့ပိဿဒိဋ္ဌိဆိုတဲ့အရာလည်းပဲကံလို့ခေါ်ပါတယ်အဲ့လောဘနဲ့စကြင်ပဲအလောဘ ဖြာပါရနဲ့ဆက်ကျင်တဲ့အပြပါရမေတ္တာတမဒိဋ္ဌိဆိုရယ်ကံကံရဲ့အကျိုးလက်ခံတဲ့ဉာဏ်ကိုလည်းပဲကံလို့ခေါ်ပါတယ်ကံလို့ဆိုတာဟာစေရနာနဲ့စေရသိက်အချို့တရားတွေကိုမြတ်စွာဘုရားကံလို့ခေါ်ပါတယ်အဲ့ဒါတွေကြောင့်အလုတ်တစ်ခုဖြစ်လာတယ်အလုတ်ကပါတော့ဆိုရင်နှုတ်နဲ့စိတ်ထဲကကြံတွေးတာ ဖြစ်တယ်နှုတ်နဲ့ပြောဆိုတာဖြစ်တယ်ကိုရီလေး mental action ဘာပဲ action တို့ physical action တို့ပေါ့နော်အဲ့ဒီလှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေလို့အဲ့ဒါကိုကံလို့ခေါ်တယ်အကြောင်းတရားကိုခေါ်လိုက်တာကိလေသာဆိုတာကြတော့ချက်ချင်းမုံရင်းနဲ့ရှင်တွဲလာတဲ့ဖြစ်ပေါ်လာတဲ့ရှင်내မှာပူလောင်စေတတ်တဲ့အရာနဲ့စိတ်ကိုညင်နွမ်းသွားစေတတ်တဲ့တဘာဝတရားတွေကိုအကုသိုလ်တရားတွေကိုကိလေသာလို့ခေါ်တယ်မှန်ပါဗျာနော်မှန်ပါ ြောမယ်ဆိုရင်လောဘတို့ဒေါသတို့မောဟတို့မာနတို့ဒါတွေကိုခိရတလို့ခေါ်တာเนาะတပည့်တော်ဒီ